မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ1ရက်နေ့မန္တလေးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့ဒနင်္လာရီတိုင်းဒဝယ်မြို့ပေါ်မှာအကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းနဲ့ယင်းဒီပတ်သက်မှုရှိတဲ့စီးပွားရေးသမားကျော်ကျော်ဦးပြစ်ခတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘာလ31ရက်နေ့မန္တလေးမှာဒဝယ်မြို့စင်ပုနဲ့ရက်ကွက်မှာရှိတဲ့ ခရိုနီကြောကြောဦးရဲ့နေအနီးမှာအမိမသိတဲ့တနတ်သမားများကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာစီးပွားရေးသမားကြောကြောဦးဟာကြီးစံထိမှန်ဒဏ်ရာရရှိကာဒဝဲမျိုးစေးုံမှာအရေးပေါ်ကုသမှုခံယူနေရပြီးတော့သေဆုံးခြင်းရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။ပြစ်ခတ်တိုက်ခိုက်ခံရတဲ့စီးပွားရေးသမားခရိုနီကြောကြောဦးဟာတနင်္လာရီတိုင်းအစိုးရအဖွဲ့ဝင်းကြီးချုပ်မြက်ကိုနဲ့ ပုပ်ကိုရေးအရာအလုံးရင်းနှီးသူဖြစ်ပြီးတော့အကြက်ဖတ်စိတ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကစက်တမလာ18ရက်နေ့ကဒဝယ်မျိုးကိုလာရောက်တဲ့အချိန်ကလည်းကြော်ကြော်ဦးတောင်ဝင်ယူထားတဲ့ဒဝယ်ဖိုးဘွားရိတ်သားကိုလာရောက်ခဲ့သေးတယ်လို့ပြောပါရတယ်။မင်းအောင်လိုင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးတော့ပတ်သက်မှုများလည်းရှိနေတယ်လို့ပြောပါရတယ်။အခုပြစ်ခံရတဲ့စီးပွားရေးလုပ်ငန်းရှင်ခရိုနီကြော်ကြော်ဦးဆိုတဲ့ကောင်ကစိတ်ကောင်းစီနဲ့ပတ်သက်မှုရှိတဲ့ကောင်ပါ။သူကတနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်ကြီးချုပ်မြတ်ကိုနယ်လဲ ပုံကိုရေးအရာအလွန်ရင်းနှီးတယ်။မင်းအောင်လိုင်လာတော့ကလည်းသူတာဝန်ယူထားတဲ့ဘိုးဘွားရိတ်သားကိုလာသွားသေးတယ်။အဲ့ဒီပြစ်ခတ်မှုကဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့မသိရသေးဘူး။ပြစ်ခတ်ခံရတာတော့သိကြတယ်။အခုစေုံမှာတင်ထားတယ်လို့ပြောတယ်။သေမသေးကတော့စောင့်ကြည့်နေတော့မယ်လို့တော်လိုင်းရေးသတင်းအရေးမြစ်ကပြောပါရတယ်။အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘယ်အဖွဲ့ကလုံဆောင်တယ်ဆိုတာကိုအတိပြုနိုင်ခြင်းမရှိသေးပဲဒေတာရင်းတော်လိုင်းတပ်ဖွဲ့များကလည်းထုတ်ပြန်ခြင်းမရှိသေးကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ November လ1ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ club တစ်ခုမှာပြုလုပ်မယ့် Halloween Weekend Music Festival ကိုပြည်သူလူထုကမကြိုက်နှစ်သက်တာကြောင့်အပိသက်ဖြတ်သိမ်းလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Halloween Weekend Music Festival မှာအဆိုတော်ရွှေထူအုပ်စိုးခန့်ချမ်းမြေမောင်ချိုတို့ပါဝင်ဖျော်ဖြေမှာဖြစ်တယ်လို့သိရပြီးတော့ ပြည်သူတွေရဲ့တပိတ်မှမဟုတ်ဝိုင်းကော့မြင့်တက်လာတာကြောင့်ပွဲဖြတ်သိမ်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်တလောဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေနဲ့ငားရမ်းထားတဲ့အမှုပညာရှင်တွေအပေါ်အလုံးမကျမှုတွေကြောင့်ပွဲကိုအပိသက်ဖြတ်သိမ်းလိုက်ကြောင်းသိရပါတယ်။လက်မှတ်ဝယ်ယူအားပေးထားတဲ့သူတွေကိုလည်းပတ်စံအပြည့်အဝပြန်လဲပေးရသွားမှာဖြစ်တယ်လို့ပြောပါတယ်။ ွဲအတွက်ကုန်ကြခဲ့တဲ့ကုန်ကြစည်းများအားလုံးကိုလည်းအဆုံးရှုံးခံပြီးတော့ဘွဲစီစဉ်မှုမှားခဲ့တဲ့အတော့အပြည့်အဝတာဝန်ယူသွားမှာဖြစ်ကြောင်းဘွဲကိုစီစဉ်တဲ့သူတွေကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအတိပေးကြေညာထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်လွှင့်ခဲ့တဲ့စစ်ခွေးတိုက်ရဲ့ရွေးကောက်ပွဲဝါရဖြတ်ဇလန်းကြောင့်ပြည်သူလူထုကြားမှာဝိုင်းကော့ဟာပြန်လည်အသက်ဝင်လာတယ်လို့လက်တလုံးထိုင်းနိုင်ငံမှာယုံတင်ပြသနေတဲ့ပြောတယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုလည်းပြည်သူလူထုကဝိုင်းကော့လှုပ်ထားတာကြောင့် ကျေးရှုသူမရှိဖြစ်နေကဝိုင်းကော့အောင်မြင်နေတယ်လို့သိရပါတယ်။စစ်ခွေးတက်ကိုထောက်ခံတဲ့အမှုပညာရှင်တွေနဲ့သူတို့နဲ့ဆက်ဆက်ပြီးတော့လုံခြုံနေကြတဲ့လုပ်ငန်းရှင်တွေစိုင်းတွေကိုလည်းဝိုင်းကော့ဆက်လုပ်ကြဖို့ပြည်သူလူထုကြားမှာတိုက်တွန်းနှိုးဆော်မှုတွေမြင့်တက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းတ်စစ်တပ်ကတေဆောင်လာတဲ့ RPG ထိပ်ဖူးပောက်ကွဲပြီးတော့စစ်ခွေးနှကောင်တေဆုံပြီးဒေါ်လာရဲဘော်များကနေမြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်သုံးဆောင်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ29ရက်နေ့ကစတင်ပြီးတော့စိတ်ဖြူမြို့နယ်ကပ္ပစာ22ကထွက်ခွာလာတဲ့အား800လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာပေါ့မြုံနယ်အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ ဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာအဲ့ဒီနေ့ညနေပိုင်းမှာမုံတိုင်းချောင်းအနီးမှာရှိတဲ့ဈေးရမှာနားနေတဲ့အချိန် RPG ထိပ်ဖူးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်၎င်းပောက်ကွဲမှုအတွင်းမှာစစ်သား၂ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါတယ်မုံတိုင်းချောင်းအနီးကဈေးရနားမှာစစ်ခွေးတွေကနားနေတော့မှာ RPG ထိပ်ဖူးပောက်ကွဲပြီးတော့စစ်ခွေးနှကောင်တည်တယ်လို့သိရတယ်ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်အဲ့ဒီစစ်ခွေးတွေစစ်ကြောင်းထိုးတဲ့နေရာတွေကိုကျွန်တော်တို့နယ်မြေရှင်းလင်းရေးလှုပ်ဆောင်တဲ့အခါမှာခဲရန်တချို့နဲ့စစ်ခွေးအသုံးဆောင်ပစ္စည်းတွေတင်းစီရရှိခဲ့ပါတယ်လို့စိတ်ဖြူပြောက်ကြားတကူတော်ကြားစိုးပြည်သူ့ကာကွယ်ရေး LDF ကကိုကြားစိုးကရှင်းပြထားပါတယ် အဲ့ဒီအကြပ်စစ်ခွေးစစ်ကြောင်းဟာလက်ရှိအချိန်မှာပေါ့မြုံနယ်အတွင်းဝင်ရောက်သွားပြီဖြစ်ပြီးတော့အဲ့ဒီစစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိအချိန်မှာပေါ့မြုံနယ်အတွင်းမှာရှိတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတရောက်ရဲစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ26ရက်နေ့မနက်7:00နာရီကအချိန်မှာမတရားရဲစခန်းကနေအင်အား100လောက်နဲ့ Orange ကြီးရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကို Orange ကြီးရွာအနီးကန်နာဘောက်ကန်ကိုရောက်ရှိလာတဲ့အချိန်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်ခွေးစစ်ကြောင်းပြတ်သွားပြီးတော့ဖျော်ဖျဲဖြစ်ကတပ်ပြန်ဆုတ်ပြေးသွားတယ်လို့သိရပါဗျာ။ RPG ဤနာကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးစစ်ကြောင်းပြတ်ပြီးတော့ခြေဦးတဲ့ရတခြားရွာတွေဘက်ကိုဆုတ်ခွာထွက်ပြေးသွားကြပါတယ်အခုလောလောဆယ်တော့မတရားရဲစခန်းထဲမှာလူပြန်စုနေပြီအထိနာသွားတော့ Orange ရွာတဲကို drone နေနဲ့ဘုံကျဲတာနေအိမ်စံကားလုံးပြာကျသွားပါတယ်လို့ညောင်မြို့နယ်ပတ်ကပတာဝန်ခံကိုစည်းကရှင်းပြထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းအချမ်းမစစ်သား၈ဦးသေဆုံးပြီးတော့၁၈ဦးကိုညောင်မြို့နယ်ပြည်သူစေယုံကြီးကိုတင်ပို့ကစေကူတမှုပေးထားတယ်လို့သိရပါတယ်။အဲ့ဒီနောက်စစ်ခွေးတပ်က drone များနဲ့မီးလောင်ဘုံများကို ။ Orange ကျေးရွာတဲကိုကျဲချတိုက်ခတ်ခဲ့ရာပြည်သူတွေရဲ့နေအိမ်15လုံးမီးလောင်ပြကျခဲ့ရတယ်လို့သိရပါဗျ။၎င်းဆက်ဆင်ရေးကိုညောင်ဦးမြို့နယ်ဘက်ကပါဗကံပြည်ဘလူးတပ်ကတက်ခွဲမှုရဲဘော်မင်းခန့်နဲ့ညောင်ဦးခရိုင်အထူးတက်ခတ်ရေးအဖွဲ့ခေါင်းဆောင်ရဲဘော်ရန်ရန်တို့ကဦးဆောင်ပြီးတော့ငတရောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပုပ်ပါ Production Guerrilla Force BBGF ဂရုဒါ secret force ဗကံဂလုံတက်တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တက်ကိုအဖြစ်နဲ့ညောင်ဦးခရိုင်အမတ်တက်တိုင်ရင်ညောင်ဦးခရိုင်အမတ်ငါးတက်ရင်နဲ့ညောင်ဦးခရိုင်ပကဖတို့ကလာရောက်ပြီးတော့ကုညီတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကဟာခါလေးရွာကိုထတ်မှန်ပြီးတော့မိရှုဖျက်ဆီးနေပြီးတိုက်ပွဲများလည်းဆက်လက်ဖြစ်ပွားနေတဲ့အတွက်တောင်းတဲ့ကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ28ရက်နေ့ကစတင်ပြီးတော့ထိုမာရွာ GDC မှာတက်ဆွဲထားတဲ့အချက်ပဲစစ်ခွေးတက်ကတာယာကုန်းရွာနဲ့ကျွန်းချောင်းရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနှင်းကကျွန်းချောင်းရွာကိုမိရှုဖျက်ဆီးခဲ့တယ်လို့ပြောပါရတယ်။အော်တိုဘားလ30ရက်နေ့နဲ့မနေ့ကအော်တိုဘားလ31ရက်နေ့မှာလည်းအချက်ပဲစစ်ခွေးစစ်ကြောင်းဟာနတ်ချောင်းရွာ၊နတ်မြောင်းရွာ၊ချောင်းခွာရွာနဲ့ဟာခါလေးရွာတွေကို ထမှန်ပြီးတော့မိရှုဖြတ်စည်းခဲ့တယ်လို့သိရပါဗျ။အချမ်းဘတ်စစ်ခွေးတပ်ဟာကလေးကံခေါ်လမ်းမိုင်းနဲ့ကလေးဖလန်းလမ်းမိုင်းကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ခြေရွာများကိုစစ်ကြောင်းထုတ်နေခြင်းဖြစ်ပြီးပြည်သူပိုင်ပစ္စည်းများကိုလည်းခိုးယူလူရနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များဟာလည်းတိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေပြီးတော့တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်ဒိဆုံးမှုတွေများပြားတော့လေစစ်မှုရန်တပ်သားတဲ့များကိုအချင်းချင်းအင်အားဖြည့်တင်းက အသေးခံပြီးတော့တိုက်ခိုင်းပြီးစစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအချမ်းမဲ့စစ်ခွေးစစ်ကြောင်းကြောင့်ထောက်ကြံရွာ၊ကြာအင်းရွာ၊စီသာရွာ၊နန်မြောင်းရွာ၊နတ်ချောင်းရွာ၊ကြံသာရွာ၊အောင်သာရရွာနဲ့မန်တော်ရွာအပါအဝင်အနီးနားမှာရှိတဲ့ကြီးရွာများကတောင်းနဲ့ချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုဆက်လက်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးတွေကအသေးပြောက်တော်တော်များပါတယ်။တိုက်ပွဲထဲမှာပြူစောတိတွေ၊စစ်မှုထမ်းတပ်သားတွေတေးတာဆိုရင် နှစ်နှစ်ရှစ်တတ်သေးကို4ကနဲ့ကိုတိုက်ပြီးတော့ဒီတိုင်းကြီးကိုမြေမြုပ်လိုက်တာစစ်ခွေးအကြီးပိုင်းနေတည်ရင်တော့ကံပလဲရွာမှာမြေမြုပ်တယ်အများဆုံးတည်တာကတော့ဘျူစောတိတွေနဲ့စစ်မုန်တန်းတက်သားတက်တွေကိုကားသုံးစီးလိုက်နဲ့တိုက်ပြီးတော့မြေမြုပ်နေရတယ်လို့သိရတယ်အဲ့လောက်တည်လဲစစ်မုန်တန်းတက်သားတက်တွေကိုအင်အားအချင်းချင်းဖြည့်တင်းပြီးတော့စစ်ကြောင်းထိုးနေတော့မဲလို့စစ်ရဲတရင်အင်းမြေကပြောဆိုထားပါဗျာ အဲ့ဒီအကြမ်းဆစ်ခွေးစစ်ကြောင်းနဲ့ဒေါ်လာတက်ဖွဲ့များဟာနေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်လက်ရှိအချိန်မှာကြီးဖို့အရေးပေါ်လိုအပ်နေတယ်လို့ဒေတာရင်းစီရေးသတင်းအင်းမြစ်ကမြစ်တာရက်ခံပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ